US President Donald Trump and Malaysian Prime Minister Anwar Ibrahim have signed a landmark trade agreement and critical minerals pact in Kuala Lumpur, marking a major step in strengthening economic ties between the two nations. အရှိတောင်အာရှနိုင်ငံများတွင်ထိပ်တီးအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အရှိတောင်အာရှ၄နိုင်ငံနဲ့ကုန်တွယ်ရေးအပါအဝင်အရေးပါတဲ့မြေရှားတပ်တုတရားစာတဆိုင်ရာသဘောတူစာချုပ်တွေကိုတနင်္ဂနွေနေ့ကလက်မှတ်ရေးထိုးခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအရှိတောင်အာရှနိုင်ငံတွေကိုပေးချင်တဲ့သတင်းစကားကအမေရိကန်ပြည်ထောင်စုဟာခမည်းတော်နဲ့ယာနုံပြည်အတူရှိနေပြီးတော့အားကောင်းတဲ့မိဖက်တယောက်မျိုးဆက်နဲ့ချီတဲ့မိတ်ဆွေတယောက်ဖြစ်ဖို့ရည်ရွယ်ထားပါတယ်လို့ဆိုပါတယ်။ ခေါ်လလံဘူးမြို့မှာကျင်းပတဲ့အာဆီယံထိပ်တီးအစည်းအဝေးမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့အစင်မြင့်တင်ထားတဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုလည်းသမ္မတထရန်တက်ရောက်ကြီးကြပ်ခဲ့ပါတယ်။ဒီခီးစဉ်အတွင်းမှာထရန်ဟောင်းထိုင်းမလေးရှားတို့နဲ့မြေရှောင်းထောက်ပံ့ကွင်းဆက်ပူးပေါင်းဆောင်ရွက်ဖို့တီးခြားစီလက်မှတ်ရေးထိုးခဲ့ပါတယ်။တရုတ်ဟောင်းမလေးရှားမှာပါမြေရှောင်းထုတ်လုပ်ရေးဆွေးနွေးနေပြီးမလေးရှားအစိုးရယင်းဒီမြုပ်နှံမှုလုပ်ငန်းဟာတရုတ်ကုမ္ပဏီနဲ့တွဲပြီးတော့မလေးရှားမှာတက်ဆင်ဆက်ယုံစောက်ဖို့စီစဉ်နေပါတယ်။ ဒီလိုအချိန်မှာမလေးရှားဘက်ကအမေရိကန်ကိုမြေရှားနဲ့အရေးပါတဲ့တတုတ္တန်စာသားတွေတင်ပို့မှုပိတ်ပင်ထားတာမျိုးခွဲရန်သတ်မှတ်တာမျိုးမလုပ်ဖို့သဘောတူခဲ့ပါတယ်။ကမ္ဘာနံပါတ်၁မြေရှားသူ့ဖော်ထုတ်လုပ်သူဖြစ်တဲ့တရုတ်ကတင်ပို့မှုကိုထိန်းချုပ်လာတာကြောင့်ကမ္ဘာတဝန်းကထုတ်လုပ်သူတွေဟာဒပိုင်းလက်ကူ chips ပြားတွေလက်စည်ရည်တွေနဲ့စစ်ပယ်ကိရိယာတွေမှာတကြေပြန့်ပြန့်သုံးထားတဲ့မြေရှားရရှိရေးတခြားထောက်ပံ့ရေးလမ်းကြောင်းတွေကိုအသေးအံရှာဖွေနေရတာဖြစ်ပါတယ်။ မလေးရှားမှာမြေရှားတည်ရန်စားတောင်းတန်16တရမတတန်းလောက်ရှိတယ်လို့ခန့်မှန်းထားပြီးထုတ်လုပ်ရေးနီးပညာတိုးတက်ဖို့ကြိုးပမ်းနေတဲ့မလေးရှားဟာမတန့်စင်မဲ့အရင်းတိုင်းတင်ပို့မှုကိုပိတ်ပင်ထားပါတယ်။အမေရိကန်ဟာမလေးရှား၊ကမ္ဘောဒီးယား၊ထိုင်း၊ဗီယက်နမ်နိုင်ငံတွေနဲ့ကုန်တွယ်ရေးမူပေါင်းသဘောတူညီချက်တွေချုပ်ဆိုခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်တွေအရအမေရိကန်ကပို့ကုန်တချို့အပေါ်စီးကြပ်ခွန်300ရာခိုင်နှုန်းအထိလျှော့ချပေးမှဖြစ်ပါတယ်။ ထိုင်းမလေးရှားနဲ့ဗီယက်နမ်တို့ကအမေရိကန်မော်တော်ယာဉ်ဘေးကင်းရေးနဲ့ထုတ်လုပ်မှုစံနှုန်းတွေအတိုင်းထုတ်လုပ်တဲ့ယာဉ်တွေကိုလက်ခံဖို့သဘောတူညီခဲ့ကြတာပါ။ထိုင်းနိုင်ငံကလည်းအမေရိကန်လေယာဉ်အစီး၈၀ဒေါ်လာ၁၈ဒသမ၈၈ဘီလီယံပုံ၊စတိုင်းယင်ဒေါ်လာ၅ဒသမ၄ဘီလီယံပုံနဲ့စိုက်ပျိုးရေးထုတ်ကုန်တွေဒေါ်လာ၂ဒသမ၆ဘီလီယံပုံနှစ်စဉ်ဝယ်ယူဖို့ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်းအမေရိကန်နဲ့ကုန်တွယ်ရေးပုံငွေဒေါ်လာ123ဘီလီယံရှိခဲ့တဲ့ BNN ကလည်းအမေရိကန်ထုတ်ကုန်တွေကိုပုံမိုဝယ်ယူပြီးကွာဟာချက်လျှော့ချဖို့သဘောတူခဲ့ပါတယ်။